ရခိုင်ရိုးရာကျင်းအားကစားဟာရှေးရခိုင်ပြည်မင်းအဆက်ဆက်ထဲကကျင်းပပြုလုပ်လာခဲ့တဲ့အားကစားတစ်ခုဖြစ်ပြီးလက်ရှိရခိုင်ပြည်နယ်ဒေသအသီးသီးကပွဲလန်းသဘင်တွေမှာထည့်သွင်းကျင်းပလေးရှိတဲ့ထင်ရှားတဲ့ရိုးရာအားကစားတစ်ခုဖြစ်ပါတယ်။ရခိုင်ရိုးရာကျင်းပွဲမှာပအဝင်ကစားကြသူတွေကိုကျင်တန်လို့ခေါ်ပြီးအဲ့ဒီကျင်တန်တွေထဲမှာပညာအမှုအရင်လိုက်တက်ကြီးတန်းအကြီးတန်းအလက်တန်းအငယ်တန်းနဲ့ မျိုးဆက်သစ်တန်းဆိုပြီးအဆင့်၅မျိုးလောက်ခွဲခြားပြီးသတ်မှတ်ကစားကြတာလည်းဖြစ်ပါတယ်။ကျင်းဆိုတာတကက်နုညတင်မွဲတဲ့တကက်အားကစားဆန်တဲ့ဤပညာတရားဖြစ်တဲ့ဒီနဘန်းကကြတော့အဲ့လိုမျိုးကြံကြံတန်တန်နဲ့အဲ့လိုဒီဖန်ချုပ်ပြီးတော့လှန်ပြီးတော့ပြစ်တာတော့မတော်ရင်ကျိုးနိုင်တဲ့အနေအထားအဲ့လိုမျိုးတွေရှိပါလေအဲစီကံပိုင်းမှာကြာလေဒီနဘန်းနဲ့ဂျင်ကကောပါတယ် ရခိုင်ရိုးရာကျင်းအားစားနည်းမှာကစားခဲ့ကြတဲ့ကျင်ကိုင်နီးပေါင်း40ကျော်လောက်ရှိပြီးကျင်းပညာအလူအရင်နဲ့ကျင်းသံအဆင့်တန်းလိုက်ကစားပွဲတွေမှာအနိုင်ရရှိခဲ့သူတွေကိုဝီမောင်ချွေမောင်စတဲ့ကျင်းထိုင်လူကြီးတွေက စုချီးမင်းလေးရှိပါတယ်။ဒါအပြင်ရခိုင်ရိုးရာကျင်းပညာဟာယခုလက်ရှိမှာခင်မီကျင်းွက်တွေနဲ့ကစားလာတာကြောင့်ကျင်းပညာဟာရှေးရခင်ကတည်းကတိုးတက်လာကြောင်းလည်းသိရပါဗျ။ခုနှစ်နှစ်သားတည်းကမှ ကစားလာရပါတယ်ဆီရှင်းနေစကူနေဆိုရင်ဒီတန်းကိုတဲကစားပါဟိုတုန်းကတော့ကျင်ခင်းရကျင်ကတော့ရိုးတယ်အခုကတော့ဆန်းကျင်မှုရှိတယ်ဘယ်လိုကောင်းလဲဟိုတုန်းကဆိုတရားနဲ့တရားအဝင်ဆင်ပြီးတော့ကစားရတယ်အခုကဖက်ပြင်းနဲ့ကိုဖက်ပြင်းနဲ့ကိုကစားလို့ရရတယ်ရတယ်ခံလို့ရှက်တဲ့ဘက်မှာပညာမြင့်တော့ရခိုင်ရိုးရကျင်ပညာဟာလူငယ်တွေရဲ့တကူတော်စွမ်းရည်ပြေဝမှု ကိုခန္ဓာကြံ့ခိုင်မှုအတွက်အရေးပါတဲ့ပညာရပ်တစ်ခုလည်းဖြစ်တယ်လို့ဆိုကြပါဗျ။အပြင်ကြံ့ခိုင်ခြင်းဖြင့်လူငယ်တွေတက်ဆွဲသက်တီကိုခိုင်ပါစေပြီးအခက်အခဲကိုတဦးတည်းကြံ့ကြံ့ခိုင်ရင်ဆိုင်ကြောဖြတ်ရဲတဲ့အကျိုးကျေးဇူးတွေလည်းရရှိစေတယ်လို့ဒေသခံတွေကပြောပါဗျ။ရခိုင်ရိုးရာကျင့်ပွဲတွေကို အခုလက်ရှိမှာကျင်းပတာနည်းလာသလိုရခိုင်ကအစိုးရရဲ့စီစဉ်မှုနဲ့ရခိုင်ပြည်နယ်နှစ်အခမ်းအနားတွေမှာအကြီးအကျယ်ကျင်းပခဲ့ကြတာရှိပေမဲ့ပြီးခဲ့တဲ့2012ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ပြည်ပခန့်တွေနောက်ပိုင်းရခိုင်ပြည်နယ်နေ့လိုထင်ရှားတဲ့နေ့တွေမှာကျင်းခိုင်ပွဲတွေကျင်းပနိုင်ခြင်းမရှိတော့ဘူးလို့လည်းသိရပါတယ်ခင်ဗျာ။